ချိုးရနိုင်နေလေချိုးရလို့โอเคချိုးရင်စမင်္ဂလာပါကျွန်တော်နာမည်ကအောင်ကိုမြတ်ပါကျွန်တော်ကဒီ Next Step Branding Agency ရဲ့ CEO ပေါ့တနည်းအားဖြင့်ငငယ်ရွယ်ရွယ်ချောချောမောမောနဲ့အောင်မြင်ရတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဆိုလည်းမမှားပါဘူးကျွန်တော်တို့ agency မှာအလုပ်တွေခေါ်နေတယ်ဒီနေ့ဆိုလို့ရှိရင် interview ရတော့မယ် interview ရဲ့လူကလည်းအယောက်တရာလောက်ရှိတယ်ဘာကြောင့်ဒီလောက်တောင်များလဲဆိုလို့ရှိရင် ကျွန်တော်လိုရုပ်ချော်ပြီးစီကံကြီးရဲ့လူတယောက်ရှိမှအလုပ်လုပ်ချင်ကြလို့ပါဆယ်နိုင်လက်တည်နေပြီဆိုတော့ကျွန်တော်အင်တာဆာဗျူပါတော့မယ်မလို့စံချင်းစံညုံးနေနဲ့ဝန်ထမ်းခေါ်ယူမလဲဆိုတာဆက်ပြီးတော့ကြည့်ပါအောင်အေးရှာလွတ်လိုက်တော့မင်္ဂလာပါညီမလေး မြန်မာလေးနာမည်နဲ့ဘာကြောင့်ဒီလုံမှာလာလျှောက်ဖြစ်တာလဲကိုပြောပြပေးပါအောင်ဟုတ်ကဲ့ပါကိုကြီးမြန်မာနာမည်လေးဝင်းမုံမြင့်ဆိုပါရှင်မြန်မာလေးဒီကိုရပါမယ်လေရပါမယ်နော်ထောက်သွားလိုက်ရဟမ်ဘာဖြစ်လို့လဲကိုကြီးဘာမှတော့မပြောရသေးဘူးအာနာမည်မကြိုက်လို့ဟမ်ဝင်းမုံဆိုတာကိုကြိုက်တယ်အဲ့နောက်ကမြင့်ဆိုကြီးဆိုတာကြီးကိုမကြိုက်ဘူးဟမ်ကိုကြီးရပါမယ်ပါအောင်ကိုကြီးကိုကြီးရက်ဆက်တော့မှာကိုကြီး င်္ဂလာပါညီမလေးညီမလေးနာမည်နဲ့ဘာကြောင့်ဒီလုံမာလာရှောက်ဖြစ်တာလဲဆိုတာလေးပြပြပေးပါအောင်။အော်ညီမနာမည်ကချောခေတဲ့ပါ။ညီမကရုပ်ချောပြီးစီကန်းရှိရတဲ့တတိလောက်မှာလုံးလုံးပြီးကိုယ့်ကိုယ်ကိုကျွန်တော်။ Okay ပါ။အာဒါနဲ့ညီမကြီးအတမျိုးပဲเนาะ။မလာလေကောင်းတယ်။ပြီးတော့အာရုပ်ချောပြန်နေနေဆန်နေတလားလေ။ Um ဟုတ်ပါညီမ MMA fighter ပါ။ ဒီလိုမှလှုပ်ချင်လို့လုံးအဲ့လိုကနေထွက်ပြီးဒီလိုလှောက်လိုက်တာပါကိုဟုတ်ဟော MMA က fighter အာအေကုန်ဖွင့်ထားအောင်ပူလိုက်တာဒီလိုဟာလားရှောက်ကြမအောင်မသိဒါဝိဒမတမျိုး fighter တမျိုးဒီကြားရဲ့နတ်သမီးတွေကပါလိုက်တယ်အဲ့ကြမနေ့ကကြံသေးလေဖြူဖို့ အော်ဟုတ်ကဲ့ကိုဒီနေ့အင်တာဗျူးအယောက်တရာခေါ်လာတဲ့အချိန်မှာ69ရောက်တော့ပြီးသွားပြီပေါ့နော်ကိုတယောက်တော့ကြံသေးရဲ့ရှင့်ဟုတ်ကဲ့အဲ့ဒါဆိုအခုကြံခေါ်လာရင်အော်ဟုတ်ကဲ့ပါကိုဟုတ်မောင်လေးဝင်လို့ရပြီနော်မင်္ဂလာပါကိုကျွန်တော်နာမည်ကသူရသာပါကျွန်တော်ရွေးချယ်တော့ဒီရုပ်ချောပြီးစီကန်းရှိရဲ့တထိအုပ်ချုပ်ရဲ့အလုပ်မှာလုပ်လို့ချင်တာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဒီ next step မှာလောက်လာချောပြပါပါอืมဆိုးပါဦးနာမည်ကလည်းမရှိဘူးပြီးတော့ညီလေးကအခုလိုပဲဒီချောရဲမှာပါတော့ ကိုတော့ကြပါတယ်အဲဒါကြောင့်အကိုပထမအဆင့်ကိုတော့ခေါ်သွားမယ်ဒါပေမဲ့တခုရှိတာဒုတိယအဆင့်ကိုဖြတ်ကျော်ပြီးမှဒီလေးလောက်ရမှာနော်ဒီဘူးရဲ့အတံမြာစိတ်တွေကဒီလေးဒီလုံးမှာတွေ့ကြုံရမယ့် pressure တွေပဲဒါကြောင့်ဒီဘူးရဲ့အတံမြာစိတ်တွေကိုဒီလေးအပြုံးမပြတ်ပဲစားနိုင်မယ်ဆိုလို့ရှိရင်ဒီလိုတဲက pressure တွေကိုလည်းခံနိုင်မယ်လို့အကိုယူဆမယ်။ဒီလေးလည်းအလုပ်ရမယ်။ Okay ။ chơi hay là gì chơi đấy ok chơi sao Nilly Pressure တောင်အပြုံးမပြတ်ပဲခံနိုင်ပါပြီ. Welcome to our next brand agency.